Ghost Entertainment မြန်မာပရိသတ်တို့မင်္ဂလာပါမြန်မာရိုးရာလက်ဝဲဟာဒီဘက်နှစ်ပိုင်းနေမှာကမ္ဘာကူခံပညာဇက်ခုံဘော်ကိုမမြင်ရတဲ့အရှိန်တစ်ခုနဲ့ချီတက်နေပါတယ်ကမ္ဘာပေါ်မှာရိုးရာကူခံပညာအများဆုံးပိုင်ဆိုင်ထားတဲ့အာရှဒေသမှာမှအရှိတောင်အာရှနိုင်ငံတွေဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ရိုးရာမွေထိုင်းကမ္ဘောဒီးယားရဲ့ပရာဒက်ဆာရီလာအိုရဲ့မွေလာအိုမလေးရှားရဲ့တွမိုအီနဲ့မြန်မာတို့ရဲ့ရိုးရာလက်ဝဲကူခံပညာတွေဟာကွဲပြားခြားနားမှုအများကြီးမရှိကြပေမဲ့ အခြေခံအားဖြင့်တူညီမှုတွေရှိနေတာကိုတွေ့ရပါတယ်။အဲ့ဒီထက်ရမှထိုင်းနိုင်ငံရဲ့ရိုးရာမွေတိုင်းဟာကဘာကျော်ခဲ့ပါတယ်။ခြေကံချက်တွေကိုအသားပေးတဲ့တိုက်ခိုက်မှုပုံစံနဲ့မွေတိုင်းဟာထိုင်းနိုင်ငံရဲ့အနောက်မြောတကားဖွင့်ဝါရနဲ့အတူလိုက်ပါစီမျောရင်းကဘာပေါ်ကဒေတာအနှံ့အပြားကို ပြန့်နှံ့ရောက်ရှိခဲ့ပါတယ်။လက်အိတ်ဂျူကြီးဝစ်ပြီးလက်သီးနှလုံးမဲအသုံးပြုလို့ရတဲ့ပေါင်စင်လောက်နဲ့မကျေနပ်နိုင်တဲ့အမေရိကတိုင်းနဲ့ဥရောပဒေတာကကိုခံပညာဝါသနာရှင်တွေကိုမွေထိုင်းကအပြည့်အဝဖန်ဆားနိုင်ခဲ့ပါတယ်။ ဒီဘက်နှစ်ပိုင်းတွေမှာတော့ပောက်ကွဲပွင့်လင်းမှုကိုအသားပေးလာတဲ့ကဘာကြီးနဲ့အတူပောက်ကွဲမှုပြင်းထန်အားကောင်းတဲ့ဝေခံပညာစနစ်တွေကိုပြည်သက်တွေပို့ပြီးစိတ်ဝင်စားရွေးချယ်လာကြပါတယ်။ Bare Knuckle Fighting Championship BKFC တို့လို Wallaway Championship WLC တို့လို့လက်အိတ်မစွတ်ဖဲလက်ပလာထိုးရတဲ့သွေးတန်ရည်ရဲ့ပွဲစဉ်တွေကိုပြည်သက်ပို့ကြိုက်လာကြပါတယ်။ရိုးရာနေ့စနစ်တွေထဲမှာမွေးထိုင်းတို့ကစ်ပေါင်းစင်တို့ထပ်ပို့ပြီးပောက်ကွဲမှုအားကြီးတဲ့ လက်ဝေကိုကဘာနဲ့အဝံစိတ်ဝင်တစားစောင့်ကြည့်လာကြပါတယ်။မြန်မာနဲ့ထိုင်းတို့ဟာနယ်နိမိတ်စီးလင်းချပြီးနီးကပ်စွာတည်ရှိနေကြသလိုသမိုင်းအစဉ်လာယဉ်ကျေးမှုတလေးနဲ့ကိုးဝယ်တဲ့ဘာသာတရားတွေဟာဆက်ဆက်တူညီမှုတွေများစွာရှိနေပါတယ်။ချိုနီးတူစွာပဲနှစ်နိုင်ငံအကြားရိုးရာကုခန့်ပညာအားကစားမှလည်းအခြေခံအဖြစ်တူညီတဲ့အချက်တွေရှိနေပါတယ်။ဒူးတထောင်လက်တီးနဲ့ခြေကံချက်တွေကိုအသုံးပြုတဲ့ထိုင်းလူမျိုးတို့ရဲ့တက်ကွက်ရှစ်ကွက်ပါဝင်တဲ့မွေထိုင်းထက် ဒူတဒောင်းလက်တီခြေကန်ချက်တွေအပြင်တေမင်းတမန်ခေါင်းတိုက်ချက်တွေပါဝင်တဲ့မြန်မာတို့ရဲ့တက်ကိုသက်လက်ဝေးကပုံမို့ကြောက်စရာကောင်းနေဆိုတဲ့အချက်ကိုလည်းငင်းလို့မရပါဘူးခင်ဗျာဒါပြင်လက်အိတ်တွေဆွတ်ထိုးရတဲ့ငွေထိုင်းထက်လက်ကိုဖြင်စားတွေပတ်ပြီးလက်ပလာထိုးရတဲ့ဘဲနက်ကင်းဘာမစ်ပေါ့စင်လို့ခေါ်တဲ့လက်ဝေးကထိရောက်မှုပုံမို့ပြင်းထန်နေပါတယ်မာကျော်ပြင်းထန်တဲ့ဗလာလက်တီချက်တွေနောက်မှာလိုက်ပါတဲ့ခြေကန်ချက်တွေ ယူတိုက်ချက်တွေနဲ့ကစားရတဲ့မြမလှဝေးရခြေကံချက်တစ်ခုတည်းအသားပေးတဲ့မွေထိုင်းထက်ပုံမပြင်းထန်တဲ့ထိရောက်မှုတွေကိုဖြစ်ပေါ်စေပါတယ်။ကစားသမားနှစ်ယောက်ပူခတ်တိုက်ခိုက်တဲ့အချိန်မှာတော့တထောင်တွေယူတိုက်ချက်တွေအပြင်မွေထိုင်းထက်ပိုကြောက်ဖို့ကောင်းတာမာကျောပြင်းထန်တဲ့ခေါင်းတိုက်ချက်တွေဖြစ်ပါတယ်။တကယ်တော့မွေထိုင်းလက်ဝေးမွေလာဝန်နဲ့ကမ္ဘောဒီးယားတို့ရဲ့ပရာဒက်ဆာရီတို့ဟာလုံခဲ့တဲ့နှစ်ပေါင်းများစွာကစတင်ပေါ်ထွက်လာချိန်မှာ အားလုံးဗလာလက်သီးနဲ့ထိုးကြတာချင်းအတူတူပဲဖြစ်ပါတယ်။နောက်ပိုင်းခင်းတဲ့ညီပြောင်းလဲလာတဲ့စီမင်းစည်းကမ်းတွေကြောင့်အခြားစနစ်တွေအားလုံးမှာလက်အိတ်တွေဆွတ်ထိုးလာကြပေမဲ့မြန်မာလဝေကတော့ရိုးရာဗလာလက်သီးစနစ်ကိုဆက်လက်ထိန်းသိမ်းကျင့်သုံးနေပါတယ်။အဲ့ဒီအချက်ကပဲဒီနေ့အချိန်မှာမြန်မာလဝေကိုအိုမိုထူးခြားစွာဆွဲဆောင်မှုရှိစေခဲ့ပါတယ်။လဝေနဲ့မွေထိုင်းဟာလက်သီးတထောင်ဒူးနဲ့ခြေကံချက်တွေမှာအခြေခံတူညီနေပြီး လက်ဝေးရာခေါင်းတိုက်ချက်တွေနဲ့လက်ပလာထိုးရတဲ့အချက်တွေမှာအသာရသွားတဲ့သဘောပြောရမှာပါ။နီဘီဝါနဲ့တိုက်ခိုက်မှုပုံစံတွေမှာလည်းကွဲပြားမှုတွေရှိပါလေ။ဒါကြောင့်လက်ဝေးကစားသမားတစ်ယောက်ဟာမွေထိုင်းပွဲစဉ်တစ်ခုကိုအလွယ်တကူဝင်ထိုးလို့ရပေမဲ့မွေထိုင်းဖိုက်တာတစ်ယောက်အနေနဲ့လက်ဝေးဝင်ထိုးဖို့ခက်ခဲမှုရှိပါတယ်။မြမလက်ဝေးသမားတွေရဲ့လက်ပလာတမဏိလက်သီးတွေကနှစ်ပေါင်းများစွာလေ့ကျင့်ပြီးတော့မှဖြစ်ပေါ်လာတဲ့ရတနာတွေဖြစ်ပါတယ်။ကဘာပေါ်ကကြောက်စရာအကောင်းဆုံးနဲ့ အနေနဲ့အများဆုံးတိုက်ခိုက်ရေးစနစ်လိုလူသိများကြတဲ့မြန်မာလက်ဝေဟာပောက်ကွဲပြင်းထန်မှုကိုစိုက်နှစ်တတ်တဲ့ကမ္ဘာကိုခံပညာပရိသတ်တွေရဲ့အားပေးကြီးမားမှုနဲ့အတူအနာဂတ်မှာပုံမိုကြော်ကြားလူကြိုက်များလာမှာမလွဲမသေးပဲဖြစ်ပါတယ်မြန်မာလက်ဝေဟာကမ္ဘာပေါ်ကရှေးအကြဆုံးတိုက်ခိုက်ရေးစနစ်တစ်ခုလည်းဖြစ်ပါတယ်ပြူပရင်ခစ်တွေတဲကပေါ်ထွန်းခဲ့တဲ့မြန်မာလက်ဝေဘွဲတွေကို တိကျခစ်မိတဲ့စီးမြင့်တွေတတ်မှတ်ပေးခဲ့တဲ့သူကတော့မြန်မာကုံဆောင်လက်ဝေသမားကြီး ြားပါငိမ့်မဲ့ဖြစ်ပါတယ်။အဲဒီအနေမှာ2015မှာဖွဲ့စည်းတည်ထောင်ခဲ့တဲ့မြန်မာနိုင်ငံအခြေစိုက်ကမ္ဘာလက်ဝဲချန်ပီယံရှစ် WLC ကနေဝိတ်တန်းနေပြင်ဆင်တက်မှတ်ပြီးခင်မီတင့်လျော်တဲ့စီမင်းတချို့ထပ်မံပြင်ဆင်ခဲ့ပါတယ်။ WLC ကလက်ဝဲပွဲတွေကိုမွေထိုင်းနဲ့ MMA ပြိုင်ပွဲတွေရဲ့စနစ်တွေစီမင်းနေနဲ့အနီးကပ်ဆုံးဖြစ်အောင်ပြင်ဆင်ခဲ့ပြီးကမ္ဘာလက်ဝဲပရိသတ်ပမာဏတိုးပွားစေခဲ့ပါတယ်။နိုင်ငံသားလက်ဝဲဖိုက်တာတွေကိုမွေးထုတ်ပေးခဲ့ပြီး က်ဝေကိုကမ္ဘာ MMA ဈေးကွက်ထဲတိုးဝင်စီခဲ့ပါတယ်။2019 February မန္တလေးမှာကျင်းပပြုလုပ်ခဲ့တဲ့ WLC ရဲ့ပွဲစဉ်ခုနှစ်ဖြစ်တဲ့ Mighty Warriors အမည်ရတဲ့ပွဲဟာ American ခြေစား UFC Pass ရုပ်တံအစီအစဉ်ကနေတိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီးမြန်မာလက်ဝေးရဲ့ပထမဆုံးနိုင်ငံတကာတိုက်ရိုက်ထုတ်လွှင့်ပြသမှုဖြစ်ခဲ့ပါတယ်။တစ်ဖက်မှာလည်းမြန်မာလက်ဝေးရဲ့ပြိုင်ရုပ်တစ်ခုဖြစ်တဲ့ WLC Champion ကြီးဒေဝကလည်းစိန်ခေါ်လာသမျှမွေထိုင်းနဲ့ MMA fighter တွေကိုတပွဲပြီးတပွဲအနိုင်ယူပြီးမြန်မာလက်ဝဲကိုကဘာကတိအောင်ပြသနေပါတယ်။ပြီးခဲ့တဲ့ဂျွန်လအတွင်းမှာပဲကဘာလက်ဝဲ championship ပြိုင်ပွဲ WLC ကကစ်ဘောက်ဆင်နဲ့မွေထိုင်းနယ်ပယ်ကကမ္ဘာ champion နှစ်ယောက်ဖြစ်တဲ့ Diego Galado နဲ့ Norset Trujillo တို့ကိုစာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပြန်ပါတယ်။ WLC က COVID-19 ကာလအလွန်ပွဲစဉ်တွေမှာနိုင်ငံတကာ fighter တွေအများအများနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ပွဲထမဲ့သဘောရှိနေပါတယ်။ ကဘာပေါ်ကကြောက်စရာအကောင်းဆုံးနဲ့အနေရအများဆုံးတိုက်ခတ်ရေးစနစ်လို့လူသိများကြတဲ့မြမလက်ဝေဟာပောက်ကွဲပြင်းထန်မှုကိုကြိုက်နှစ်သက်တဲ့ကဘာကိုခံပညာပရိသတ်တွေရဲ့အားပေးခြင်းများမှုနဲ့အတူအနာဂတ်မှာပိုမိုကြော်ကြားရေပန်းစားလာမှာမလွဲမသွေပဲဖြစ်ပါကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာအွန်လိုင်းအဆန်းရဲ့လာမယ့်ပွဲစဉ်ရဲ့အသေးစိတ်ချက်လက်တွေကိုလည်းမကြခင်တင်ဆက်ပေးသွားမှာဖြစ်လို့ဒီဗီဒီယိုအောက်က subscribe ဆိုတဲ့ကလပ်လေးကိုနှိပ်ပြီး ဘေးနာခေါင်းလောင်းလေးကိုလည်းတီးပေးသွားကြပါဦးခင်ဗျာ Facebook ပရိသတ်တွေကတော့ Ghost Entertainment Facebook page ကို like and follow လုပ်ထားကြပါအောင်မကြခင်ပြန်ဆုံကြမယ်ခင်ဗျ Bye bye I set the pace when I'm running. I always take what I want and I always give it 100. Don't need a bank, no, I'm funded. Play the game like it's nothing. I'm always thankful for something. Don't take for granted, stay humble. Now wake up! It's time to look at the enemy. Look in the mirror if he is no friend to me. It's not working out, maybe it's the chemistry. It's time to break up so I can make a better me. Uh, 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 uh. And if you get in my way, you gonna feel the wrath Gotta say it to my face while he's looking back Mirror breaks after math when I